ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးတင့်တယ်ရေးသားတော်အင်းဝမင်းအထောက်တော်တို့အမိရတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအင်းဝမင်းအထောက်တော်အပိုင်းနှစ်မင်းသားယောက်ျား၃ဦးသလုံးပင်နောက်ရောင် တွဲကိုစီထုံထားကြသည့်နေသူ၃ဦးသလုံး၏ခါ၌လည်းဒလွယ်ကိုစီရှက်လျက်ရှိကြ၏မြင်းကုန်းဦးတင်လည်းလွယ်အိတ်များချိတ်၍ထားကြ၏ထိုအခိုက်တွင်လှဲလန်းကြောင်းဤအဝေးဘက်အစွန်ကြီးက ဖုံးတလုံးလုံးထလာသည်ကိုမြင်ရပြီလျင်မြင်းခွတန်ခောက်အုပ်အုပ်ပါကြားလိုက်ရလေ၏ကျွန်တော်တို့လူပဲပုံမူဒုတိယမြင်းစည်းယောက်ျားလူလင်ကပထမမြင်းစည်းယောက်ျားပုဂ္ဂိုလ်အားတီတိုးပြောလိုက်သည်ဘုံမူပွဲဖြင့်ဆက်ဆံခြင်းခံရသောထိုပုဂ္ဂိုလ်ကအေးဟုတ်ပုံမဲ့ဇေယဟုလူလင်အားပြန်၍ပြောလိုက်သည်ခဏတွင်၌တထောင်းထောင်းထနေသောဖုံလုံးကိုနောက်ခံပြုကခတ်တွတ်တွတ်မြင်းစည်းလျက် ရောင်ပင်စီတို့ဓာတ်ရိုက်တူယူလာနေသောသဏ္ဍာန်ကိုမြင်ကြရလေ၏ထို့သူကလှဲလမ်းမှဘေးသို့ဖဲ့၍တက်လာကရှုံငယ်များကိုဖြတ်၍မြင်းစည်းလာသည်ဖြင့်ဖုံလုံးကိုနောက်ခံကသဏ္ဍာန်ယုံလုံးပေါ်လာခြင်းဖြစ်၏ဆက်ချင်းတို့ပင်ထိုမြင်းသမားသည်ရောင်ပင်ရှိ၌ရက်ဆောင်နေကြသော၃ဦးအနီးသို့ရှင်းကပ်မိလေ၏မြင်းဆက်ကိုတက်ခါဘုံဘူးတို့ရောက်နေမှပဲကိုကျွန်တော်နောက်ကြတယ်ထင်ပါရဲ့ဟုပြောပြောဆိုဆိုမြင်းချင်းကဲ၍ရှင်းလိုက်လေ၏ ထိုအခါဘုံမူးအခေါ်ခံ ပထမမြင်းကြီးယောက်ျားကြီးကစောင်းရတာတော့ခဏပါပဲလေသို့တော်တန်တရကြီးကိုလာတဲ့ဆိုတော့အကျိုးကိုခက်တာစောင်းရပေမဲ့ကြားတယ်လို့ထင်စမြက်ကလားဟုဆိုလိုက်လေမှန်ပါတယ်ဘုံမူးဒါပေမဲ့ကိုစီရနဲ့ချင်းစင်ကလာထွက်တပြူးလို့မှားလိုက်ပါလေမှန်ပါနောက်ကျတယ်လို့ရှိသေးတာကတော့ဘုံမူးတည့်ရဲ့အတိုင်းဒီကိစ္စဟာလျှို့ဝှက်နိုင်သမျှလှုပ်ဝဲရလေတော့ကျွန်တော်မျိုးကအထွက်မှာတော့ နီးစက်ရတောင်တကားကမထွက်ပဲအရှိတကားကလှဲ့ပြီးထွက်ခဲ့ရပါတယ်။ကဲဘုံမူးတို့ပင်ပန်းလာကြပြီမယ်။ကာကိုကြရတွားကြစို့လား။အကျိုးရောက်လာသူမြင်းသမားသည်ဧည့်သည်၃ဦးအနက်ရှင်းဦးစွာဘုံမူးဆိုသူအားတောင်းပန်တန်းနှင့်ရှင်းပြပြီးနောက်လူလင်ရွယ်ဧည့်သည်ဇေယကိုစကားဆက်ပြောလိုက်ရာဇေယကလည်းတွားစို့လေကိုတီဟာရှေ့ကဆောင်ပါဟုဆိုလိုက်၏။ထို့နောက်အကျိုးလာသူတီဟာသည် မင်းကိုလှဲ့၍ရှေ့မှဥဆောင်သွားက စီးသွားသည်၌ဧည့်သည်သုံးဦးတို့လည်းသူနောက်မှမင်းတို့၍လိုက်ပါသွားကြလေ၏မင်းလေးကြီးသည်မင်းခွတံကိုသာကြားရလျက်မိုင်းဝေသောတောင်တန်းများကိုဖြတ်တန်းကာသွားကြရာလဲလံအတိုင်းပထမလိုက်ကြလေ၏နောက်အတန်ကြာသောအခါဂျိုတခုမြောင်းတခုကိုဖြတ်၍ရှောင်းငက်တခုကိုကူးကြရလေ၏မကြမီပင်တန်လျင်မျိုးအရှိတကားသို့မင်းလေးစီစိုက်ကြလေတော့၏ အကျိုးလာသောမြင်းစည်းယောက်ျားဒီဟာဒီရှစ်တို့လွန်၍စီးသွားကတကားဆောင်နှင့်တီတိုးပြောလိုက်လေ၏ထို့နောက်မြင်းလေးစည်းသလုံးပင်မြို့တကားမှ ဝင်သွားကြပြီနောက်ခဏကြာတွင် မြင်းလေးစည်းတို့သည်တန်လျင်မြကန်းနာပေးချီအင်ကြီးတဆောင်ဤဝင်းအတွင်းသို့ဝင်သွားကြသည်ကိုမြင်ရလေ၏အချိန်မှာအာယုံတက်ဖို့ရင်း၍နေပြီဖြစ်၏လာရောက်သည့်အာကောင်း၍နေပြီဖြစ်သည်ဖြင့်မြင်းသမားလေးဦးဝင်သွားကြသောအင်ကြီးမှာ လာရအောက်တွင်မှုံကုတ်ကုတ်ကြီးမြင်နေရလေ။ပြတင်းများပိတ်ထားသဖြင့်အိမ်ပြင်ဘက်မှကြည့်လျင်တအိမ်လုံးမှောင်တိကြလျက်အိမ်နေလူတစုအလုံးအိမ်မောကြနေတယောင်ရှိသည်။သို့တော်လေထိုအိမ်ကြီးအပေါ်တက်ခမ်းမကြီးအဆောင်တွင်၌ကပြားဖျောင်းတိုင်ကြီးသုံးတိုင်လင်းလျက်ဇပွဲတစ်လုံးတွင်ဧည့်သည်ယောက်ျား၃ဦးအနက်၂ဦးကတစ်ဖက်အိမ်ရှင်ဖြစ်ဟန်တို့သောယောက်ျားကြီးတစ်ယောက်ကတစ်ဖက်ထိုင်လျက်စကားတီးတိုးပြောနေကြသည်ကိုမြင်တွေ့နိုင်ပေသည်။ တီဟာဆိုသူအကျိုးလာသူကအိမ်ချင်းယောက်ျားကြီး၏ကလထိုင်နောက်တွင်ရက်လျက်နေသည်တတိယဧည့်သည်ကမူမနီမဝေတိုင်တိုင်အနီး၌ရက်လျက်ရှိနေ၏ဇပွဲပေါ်၌တင်းမောပါအချုံမုံဝဲရံတစ်ခုနှင့်အချွေပကံများကိုမြင်ရလေသည်ဘုံမှုတို့ဘေးမတိရံမခါရောက်လာကြတာဝမ်းသာကြပဲခရီးကကြမ်းတော့ပင်ပန်းကြပေမယ်မုံချုံနဲ့စိတ်နှုတ်ဝဝတုံးဆောင်ပြီးရင်အေးရဲဝဝအိပ်ပြီးအပန်းဖြေကြပြီဦးနော် အိယာခန္ဓာတွေအစင်းနေပါပဲ။နတ်ပြန်နဲ့ကြတော့မှ စကားပြောကြပါစို့။ကျွန်တော်ကိုခွင့်ပြုပါဟုတ်ပြီလား။အင်ချင်းယောက်ျားကြီးကဤတို့မြန်မာစကားရေရင်မုံမုံပြောဆိုလိုက်ဒီကိုကြားတော့အခါအဲ့တဲ့ဘုံမူဤမျက်နှာ၌အံ့ဩရအောင်အနေငယ်တန်းသွားလေ၏။သို့တော့တည်ငြိမ်ခံ जा သောအိမ်တွေပြက်လောက်အောင်ကမဟုတ်ပေ။ထိုအာတင်သွားရသည်မှာအခြားကြောင့်မဟုတ်။အင်ချင်းယောက်ျားကြီးမှာမြန်မာမဟုတ် ပေါ်တူဂီလူမျိုးတို့ဦးဖြစ်လျက် ။မုတ်ဆဲကျင်ဆွဲကာကာရရနှာခေါင်းရှုံရှုံမြက်တွင်းနဲ့နဲ့မြက်ခုံးမွေးထူသည်။မျက်လုံးများမှာအထူးပင်စူးရှပြောင်းလက်သည်။ရုပ်ရည်အပြင်မြမသာကတလုံးမှတက်မြေးဟုထင်စရာမရှိ။ထို့ကြောင့်ပင်မြမသာကရင်မောစွာ ပြောသည်ကိုတွေ့ရသောအခါ၌အာအသင့်ဖွယ်ဖြစ်နေပေသည်။ဧည့်သည်ပုံမှုသည်ကောင်းပါပြီဟုအိမ်တွေရသွားဆိုလိုက်သည်အိမ်ချင်းယောက်ျားကြီးအခန်းတွင်းမှထွက်သွားသည်၌တီဟလည်းရှေ့သို့တိုးလာပြီလျင် ကာကျွန်တော်အောက်ထပ်ကိုဆင်းတော့မယ်မြင်းတက်လဲရအောင် ကိုထင်းလိုက်ခဲ့ပါလားဟုပြောလိုက်ရဇေယကဟုတ်သားပဲကိုထင်းလိုက်သွားပြီကြိုက်တဲ့မြင်းကိုလဲရှိဟုပြောလိုက်တယ်ထိုအခါတွင် မနီးမဝေတာယန်နီးနာရက်နေသူတတိယဧည့်သည်လဲမှန်ပါဟုဆို၍တီဟာနှင့်အတူ အခန်းထဲမှထွက်သွားကြလေ၏မိမိတို့ကြီးကြံရင်ခဲ့သောအခါ၌ဧည့်သည်ပုံမှုသည်ဇေယအာမျက်ရိပ်ပြလိုက်ရာဇေယလည်းအခန်းတကားကိုပိတ်သွား၍ တန်းကြီးရှိုးလိုက်လေသည် ထို့နောက်ပြားဖျောင်းနိုင်များအလင်းရောင်အောက်တွင်ဘုံမူးနှင့်ဇေယျတို့သည်အတီးအီးစာထိုင်၍ရေးနေကြလေ၏ဘုံမူးရေးနေသောစာကိုကဲ၍ကြည်လိုက်ပါလျင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်လေ၏ဖျားကျွန်တော်ကြက်ရိုးပင်စာနော်ရထားရှ िख ိုးချောက်တောင်းဝန်ပါလေဖျားစီရင်ရင်တိုင်းပြပြရှိ၍တန်လျင်ကိုယနေ့ညကောင်းစွာရောက်ရှိ ကာရာတီယာအချို့လွတ်ပြီးနေအိမ်၌စီးကြိုဧကန်နေရာပေးပါသည် မနက်ဖြန်ဇွင်ကာကိုထံဝင်ရောက်တွေ့ဆုံပြရမည်ကို ပေးအပ်ကိစ္စပြီးပြည့်ရှိပါကဖျားကျွန်တော်ချွေဆက်တော်အောင်အရောက်ပြန်၍မပြီးမပြေထင်းငော့ရှိပါကဇေယျနှင့်စာပို့ထက်လို့ပါမည်ဖျားမိန်တော်အတိုင်းတန်လျင်ရောက်ကြောင်းရှေးကိုချောက်ထားပါသည်ဖျားတက်ကြတဲ့983ခုဒစာမုံလားပြည့်ကျော်ကိုရဲ့ဖျားကျွန်တော်ကြက်ရိုးပင်စာနောရတာချောက်ထားသည့်စာငထင်ငယ်အပို့လှုပ်သည် ဇေယရေးသားနေသောအစာကိုကြည်လိုက်ပါလျင်မူကမောင်ငယ်အစီရင်ခံပါမိမမမောင်ငယ်ဒီနေ့မိစေများနဲ့တော်လိုက်ရာတောဝတ်ကြီးတကောင်အချိန်၄၀ခန့်စီးတီကို ရကြပါသည်မမဖို့ဂျေသားကြောင့်များကြက်တိုက်ထားပါသည်ပြန်မယူလာမည်ယမဲသင် တောတခွင်မှာအတော်ဆိုပြသည် တောပန်းများအထူးပွင့်သည်ကိုတော်ဖျားသာဒီတောပန်းများကိုမြင်လျင်စာတော်ဖွဲ့အုံးမြည်ထင်မိသည်ဂျိုရီယားကို ရှည်စင်ကမင်းတော်ဆေစကန်း၌ တက်ဆွဲမီတာဝေခိုင်တော်ပန်တော်မှန်များကိုကိုတော်မြင်၍စိမ့်ညို့ရွက်ထက်ချက်လက်ထွားထွားတခြားသူတွေညာတင့်ချေဝဲဝန်ပြေရှောင်းဝန်တထူးဆန်းလေပန်းရွှေကြီးဟုဆက်ခဲ့ဘူးသည့်စာတော်တပုတ်ကို မောင်ငယ်တခါကကူးရ၍မှတ်မိသည်ဒီခုမောင်ငယ်တောင်မူတို့ပြန်လို့စိတ်မရှိသည်ယမဲတဲ့နာပြောပိုက်ပါသည်ကိုယ်တော်၏အနာကပြာကိုရင်ညောင်းညာကျင့်ကြုတ်သည်။ယခုအခါရှင်းဆက်လက်ဆန့်ရှိရပါသည်။ ပြန်ကန်ဒီမမထံလူကြုံနဲ့စာပါမိမောင်ငယ်အတွေ့ဘာမှမပူပင်နဲ့မမစသဖြင့်ရေးသားနေသည်ကိုဖတ်ရှုရမည်ဖြစ်၏စာရေး၍အပြီးတွင်ဘုံမူသည် စာကိုဂရီပါအိမ်ငယ်နှင့်ထည့်၍ရှိတ်ပိတ်လိုက်သည်ထို့နောက်အင်းကြီးအောင်လဲပင်တွင်လျှို့ဝှက်စာဆွဲထားသောလက်စွပ်တကွင်းကိုအင်းကြီးလဲပင်ပေါင်းမှရှို့ယူပြီးလည်းရင်ရှိတ်ကိုမိပြ၍လက်စွပ်ဖြင့်တစိုက်ခလိုက်လေသည်ပြီးလည်းရင်ဇေယျဤလက်သို့ဂရီပါအိတ်ကိုအပ်လိုက်သည် ငထင်ငယ်ရောက်မှကိုတော်စိတ်အေးလိုက်မယ်ငထင်ကိုပြောမျိုးတကားကထွက်ထွက်ချင်းလာလန်းအတိုင်းမပြန်နဲ့လို့သူဒီနယ်သားဖြစ်နေတာပဲလမ်းတိမယ်အပြန်မှာတောင်ငူအရောက်ခྱི་ထောက်မရှိစေနဲ့ဟိုတီတိုးအမိန်ပေးလိုက်လေဤဈေးရလည်းကောင်းချင်၍ကျွန်တော်လည်းသူ့ကိုမျိုးတကားအထိလိုက်ပို့လိုက်အောင်မယ်သူတကားနယ်မှာတတိအလက်ခံတော့မဖြစ်ဘူးဟုပြောကအခန်းတကားကိုဖွင့်၍အောက်ထပ်သို့ဆင်းသွားလိုက်လေဤ ဤအဖြစ်ပြက်များကမြန်မာတက္ကသိုလ်693ခု年代ဖြစ်ပြက်ခဲ့ကြစေသည်မြန်မာတက္ကသိုလ်693ခု年ဤ693ခု年代သည်မြမသမိုင်းတွင် ကြေကွဲဖွဲ့ရာအစွန်းအကွက်ကြီးတစ်ခုတင်း၍ကြံ့ရင့်စေခဲ့သည်ဖြစ်သောလျှော့ဝက်ကိစ္စကြီးတစ်ခုအစာပြိုးရာတက္ကသိုလ်ပင်ဖြစ်၏ဤအခါ၌နှလုံးရည်လက်ရုံးရည်ဆွဲဆောင်ပြောင်မြောက်တော်မူသောနတ်ရှင်တော်ကိုတော်သည်တက္ကသိုလ်693ခု年代တွင် တောင်ကိုဘရင်အဖြစ်အထုတ်ထိတ်တို့ရောက်သည်ရောက်သည့်နေ့၌ပြလည်ရင်အင်းဝဘရင်အနောက်ဘက်လုံမင်းမင်းတရားကြီးကရှေ့တက်တိုက်ခိုက်ခြင်းခံရသဖြင့်လက်နက်ရှအညံ့ခံကဘရင်ငယ်အဖြစ်ဖြင့်စိတ်နှလုံးညှိုးငယ်စွာစံတော်မူရခိုက်ဖြစ်သည်ဤအခါ၌ပြလည်ရင်တက္ကရေ968ခုနှစ်ကတန်လျင်တို့တင်းမောဆန်းနေစင်းဖြင့်ရောက်လာက အခိုင်အလုံးမြို့တည်၍နေခဲ့သောပေါ်တူဂီဘုံမူဆွေကာကူသည် ဘရင်ငယ်တစုကဲ့သို့အရှိခိုင်မာစွာနေလျက်တန်လျင်တွင် ရောင်းဝယ်ဖောက်ကားနေသောအခါဖြစ်၏ထီဆောင်မင်းအဖြစ်မှလက်အောက်ဘရင်ခံဘဝသို့ကြာရောက်ခဲ့ရသဖြင့်စိတ်နှလုံးညှိုးတော်မူနေသော တောင်ကိုဘရင်ငယ်နတ်ရှင်တော်ကိုတော်သည်တောင်ကိုတွင်ထီဆောင်မင်းအဖြစ်ပြန်လည်ဆိုးဆန့်လို့သောဆန္ဒလည်းရှိလိုတော်မူသည်ထို့ကြောင့်ပင်နတ်ရှင်တော်ကိုတော်သည်တန်လျင်စာပေါ်တူဂီဘုံမူဇွင်ကာကိုနှင့်ပူပေါင်းကြံစီရသောတင့်မီဟုယူဆတော်မူသည် တို့ယူဆရ၌အရှိခံအကြောင်းရှိ၏ထိုစဉ်ကအနောက်နိုင်ငံသားတို့မှရမ်းမီကြောက်လက်နက်ထက်မြက်နေပြီဖြစ်ရာ ကုတန်ရောင်းွယ်သွားလာရာအမြောက်တနတ်လက်နက်အပြည့်အစုံပါရှိကြသည်ပေါ်တူဂီတို့သည်အိန္ဒိယပြည်ဂိုဝါစိုက်ကမ်း၌အရှိဆရမှာမြမကမ်းခြေတစ်ချောင်းနယ်ရှဲရောက်လာကြခြင်းဖြစ်၏ထိုအခါဘရင်တော်တီထောင်ဖွဲ့စည်းထားခဲ့သောမြမနိုင်ငံတော်မှာအစိမ့်အစိမ့်ကွဲစားပြုလျက် ူတလူငါတမင်ထီအစင်စင်နန်းအဆောင်ဆောင်ဖြစ်နေကြရာရန်ဆောင်နေကြတော့မင်းငယ်တို့မှာတအူးတဲ့တအူးလက်နဲ့အင်အားများပြားတာလွန်စေရန် ကြိုးစားလျက်ရှိကြ၏ထို့ကြောင့်လည်းဘကိုးမင်းသည်တက္ကရီ966ခု年၌လက်နက်ကောင်းများဖြင့်ရောက်လာသောပေါ်တူဂီဗိုလ်မူဇွင်ကာကူအားတန်လျင်တွင်ရှားရက်နေထိုင်ခွင့်ပေးခဲ့သည်အရေးပေါ်ကဇွင်ကာကူကထာမှာလက်နက်အကူအညီရဖို့ပင်ဖြစ်လေသည် ်သို့တော်ဇင်ကာကူမှာအကြံကြီးသူဖြစ်ရာတန်လျင်ကိုအခိုင်အလုံးမြို့တက်တည်၍မင်းငဲ့တစုကဲ့သို့နေလေ၏ပေါ်တူဂီဩဇာကိုတတ်နိုင်သမျှကျေပြန့်စေရန်လက်နက်အင်အားကောင်းမွန်သောကြောင့်၎င်းအိန္ဒိယဂိုဝါနယ်မှလက်နက်လူသူတင်မောများအရေးပေါ်လျင်ရနိုင်သောကြောင့်၎င်းစင်ကာကူ၏အင်အားမှာများစွာကြီးမားလျက်ရှိပေရာတောင်ကိုပရင်နက်ချင်တောင်ကိုတော်သည် လက်နက်အင်အားကြီးတို့ဇင်္ဂါကိုနှင့်ပူပေါင်းရသောတင့်မီဟုကြံစတော်မူမိခြင်းဖြစ်၏နိုင်ငံအစိတ်စိတ်ကွဲပြားသောခေတ်၌ရင်းတို့ဖြစ်တတ်သည်မှာဓမ္မတာပင်ဖြစ်သည်ကွဲပြားသူမျိုးတို့အချင်းချင်းမှာ လူမျိုးဟုသောအရေးထက် ကိုရေးဆန္ဒလောလောဆယ်၌ပြေဝစေရန်သာအရေးကြီးတတ်သည်ဖြစ်ပေရာနောင်ရေးရှိကိုဘေးသို့ဖယ်ထားလျက်ကြံစီတတ်ကြသည်မှာလူဓမ္မတာပင်ဖြစ်၏ထို့ကြောင့်မင်းနတ်ရှင်တော်ကိုတော်သည် 983ခုနှစ်ဝါမဝင်မီကပင်တန်လျင်တို့အထောက်စီလို့၍ပေါ်တူဂီဘုံမူဇွင်ကာကူဤတင်မောကိုစုံစမ်းစေခဲ့သည်ဆေလိုချင်းခံရသူမှာကအခြားသူမဟုတ်ဇေယပင်ဖြစ်သည်ဇေယမှာရိုးရအားဖြင့်စစ်မှုထမ်းမျိုးဖြစ်လေသည်ဇေယဤဖခင်ကြီးမှာနတ်ရှင်တော်ဤခမဲတော်တောင်ငူမင်းချွေနန်းတီမင်းရဲ့တိဟသူဤလက်ထက်ကပင်စစ်ကဲအဖြစ်စစ်မှုထမ်းခဲ့လေရဲ့ ယူဒိယာတို့တောင်ကူတက်ရှိတိုက်တိုက်ခိုက်ရာတွင်လက်ရှိနောင်မင်းသားနှင့်အတူယူဒိယာဘရင်ဗျာနရိဤတက်ကိုအင်းတော်ယန္နာရှင်မုန်းခဲ့သူဖြစ်လေသည်ထိုအခါမှစ၍လက်ရှိနောင်ကိုတော်သည်ဇေယျတို့ရိုးရာကို အမဲပင်ရှင်းမြင့်မြောက်စားခဲ့သည်ဇေယျအရွယ်ရောက်လာ၍တက်မတော်တွင်ဝင်၍အမှုထမ်းရသောအခါ၌ဇေယျမှာမြင်းစီစင်စီဓာခုံလန်ထိုးစသည့်စစ်ပညာကိုထူးချွန်တတ်တဲ့စာပေ ကပြားလင်္ကာကိုပို၍ဝါဒနာထုံသည် လက်ယုံရီနှလုံးရီပြည့်စုံကြွယ်ဝသောနတ်ရှင်တော်ကိုတော်အားကြည်ညိုလေးစားသည့်စိတ်ကြောင့်ဇေယကိုတိုင်လည်းဆွဲစုံတက်မြောက်ခြင်းသောဆန္ဒရှိခဲ့သည် ထို့ကြောင့်နတ်ရှင်တော်ကိုတော်အထိုးထိပ်သို့ရောက်သောအခါ၌ဇေယအားဘိုးရာတို့ပြည့်လျက်ကိုရန်တော်တက်တွင်အမှုထမ်းစေခဲ့သည်ထိုအခါမှစ၍ဇေယမှာနတ်ရှင်တော်ကိုတော်၏အနီးအတွင်းတော်၌သာအမြဲအမှုထမ်းစေခဲ့ရသည် ရာထူးမှာဆက်ရာထူးဖြစ်တော်လဲအတွင်းတော်၌တာလျင် စာတော်များကိုကူးခြင်းပြည်နဝတ်သေးကြီးဤရတုများကိုဖတ်လျှောက်ခြင်းမက်ရှင်တော်ကိုတော့အညာအညာပြည်စေလိုသည်ဖြင့်ဒါလန်ထိုးခုတ်ကစားတော်မူလိုသောအခါပါဝင်ရခြင်းစသဖြင့်အမှုတန်းရင်အချိန်ကုန်ခဲ့ရ၏တို့နည်းအင်းဝတောင်ကိုအေးတော်ပုံပြီးသည့်နောက်တန်လျင်နှင့်ဆက်သွယ်ရန်လက်ရှင်အောင်ကြံစီတော်မူသောအခါ၌ကိုတော်သည်အမြဲယုံမှန်ရင်းဆွဲရှိသည့်အတိုင်း ဇေယအားတန်လျင်တို့အထောက်ဆေးလွှတ်တော်မူလေသည်ဇေယ၏စိတ်ရင်းအတိုင်းမှာမူတိုင်းတဘာသာလူမျိုးကြတို့နှင့်မဆက်ဆံလိုလားတို့တော်ကြည်ညိုရင်းဆွဲဖြစ်သောကျေးဇူးရှင်ဤဆန္ဒပြေဝစေတို့သော စေတနာတတ်တတ်ဖြင့်တန်လျင်တို့ထွက်လာကြရလေသည်တန်လျင်တို့ရောက်လာသောအခါ၌ဇေယသည်တီဟာဆိုသူတန်လျင်သာမြမာတက်ဘုံမူကလေးတဦးနှင့်ဆက်မိသည်တီဟာမှာမျိုးသားဇင်္ဂါကူဤလက်ယုံတစုဖြစ်သောပေါ်တူဂီဘုံမူ မျိုးသားဇွင်တိကရာတိယဆိုသူဤလက်အောက်၌အမှုထမ်းနေသောမြမတက်ဘူကလေးဖြစ်သည်တိဟမတဆင်ဇေယသည်ဇွင်တိကရာတိယနှင့်တွေ့ဆုံရကတိခောက်ဆန်းကြည်ရသည်ကရာတိယလည်းဇွင်ကာကူနှင့်တိုင်ပင်ပြီးနောက်ဒီအရေးဟာအင်မတန်အရေးကြီးဖြစ်လေတော့တောင်ကူဘက်ကတောင်ဝခံခိုင်မာတဲ့ပုံကိုယ်တွေနဲ့တွေ့မှတင့်တော်မယ်ထင်တယ်ဟုစကားပြန်သည်သူစကားပြန်သည့်အတိုင်းပင် မက်ရှင်တော်ကိုတော်သည်တောင်ဝခံခိုင်မာသူပုဂ္ဂိုလ်ဖြစ်သောအတွင်းလူကြက်ရိုးပင်စားဘုံမူးတော်ယထာကိုယုံမက်စွာ တောင်ဝလွှတ်အပ်သည်ထို့ပြင်ပုံမူခိုင်မာစိန်တော်ကအင်းဝမင်းသည်စိတ်မျိုးနှိစက်ဖြစ်ပါလေရဲ့ကျွန်ုပ်ပြည်ကိုတိုက်ဖြတ်၍ကျွန်ုပ်အားတူလက်အောက်ပြုထားခဲ့သည်ကိုမခံလိုပါ ပေါ်တူဂီဘုံမူးဇင်ကာကူကကျွန်ုပ်နှင့်မဟာမိတ်ဖွဲ့၍ပူပေါင်းကူညီတော်လှန်ပါဟူသောစာကိုရေး၍ကြက်ရိုးပင်စားကိုအပ်သည် ထို့နောက်ကြက်ရိုးပင်စားဘုံဘူးတော်ရထားနှင့်အတူဈေးရပါလိုက်ပါ၍နောက်ပါစားဖို့မြင်နေစီနှင့်တန်လျင်တို့လာရပြန်သည် ခရီးထောက်တိုင်းနတ်ရှင်တော်ကိုတော်ထံတောင်ငူတို့ပြန်၍မြင်းဖြင့်စားဖို့လျှောက်ထားရသည်ဤနည်းဖြင့်လာခဲ့ကြရတွင် အထက်၌ဖော်ပြထားခဲ့သည့်အတိုင်းဘုံဘူးတော်ရထားနှင့်ဈေးရတို့သည်တိဟကိုတိုင်လာ၍အကျိုးထောက်သည့်အကူအညီဖြင့်တန်လျင်မျိုးတွင်ရှိ ပေါ်တူဂီဘုံဘူး ဇင်တေကရာတရာဤနေအိမ်ဆိုက်ဆိုက်မြန်မြန်ရောက်လာခဲ့ပြီးဖြစ်လေသည်ဆိုက်ရောက်သည်နှင့်တပြိုင်နက်ပင်ဘုံမူးနော်ထားသည်ရှက်ချင်းခြောက်ကြားစာရေး၍စာပို့သူမြင်းလျင် မောင်ထင်ငယ်နှင့်တောင်ငူတို့ညာတွင်ချင်းပို့စီသည်ကြံရိုးပင်စာဘုံမူးနော်ထားဤခြောက်ကြားစာဂတိပါအိတ်ကိုယူ၍အိမ်ရောက်ထက်ကိုဆင်းလာခဲ့ရသူစေရသည်အတင်းဆောင်နေသူမောင်ထင်ငယ်ကိုတွေ့ရသည်၌ဘုံမူးဤစာနှင့်တကွမိမိကိုယ်တိုင်ရေးသော စာတို့ကိုပါပေးအပ်လိုက်လေ၏ ။ကောင်းထင်းငယ်လဲစာများကိုလွယ်အိမ်၌ထည့်၍ဆလွယ်တိုင်းကမြဲမြံစွာရှင်းအောင်ပြီးလည်ရင်အင်းကြီးကို ပြန်၍ဝင့်နေစဉ်ဇရသည်အနည်းတို့ကပ်၍အပြန်ခရီးကိုမိတို့ပြန်ရမည်ကို တီးတိုးမှားကြပြန်၏။ပြီးမှမမကိုစာသွားပေးရင်စိတ်ရှားလောက်အောင်ကြည့်ပြီးပြောတော့ဟုပြောလိုက်ရာငထင်းငယ်ကမှန်လားပါဟုဆို၏။ထိုအခါတီဟအနည်းတို့ရောက်လာသည်ဖြင့်သုံးယောက်သားမြင်းကိုစီဖြင့်အိမ်ဝင်းအတွင်းမှထွက်ခါမျိုးတကားစီတို့မောင်းနေသွားကြရာ မောင်ရိပ်များ၌ပျောက်ကွယ်သွားကြလေ၏။မောင်ထင်ငယ်နှင့်အတူတောင်ကူသို့ဈေးရပြန်ပို့လိုက်သောအစာမကမိမှုကိစ္စနှင့်မဆိုင် ကိုရေးကိစ္စတသက်စားဆောင်တဆောင်မြသာဖြစ်၏။မိမှုကိစ္စရေးကြည့်ပြနေရတွင် ကိုရေးကိစ္စစာကိုအပိုတက်တက်ရေးကြည့်ခွင့်ကျေလောက်ကရေးနေတလားဟုဆိုဝေရာရှိ၏။စင်းစင်းနိုင်မှုအေးအေးကိစ္စတသက်ဖြစ်သောစာကိုဈေးရရေးရသည်မှာမိမှုကိစ္စတွင် ပါဝင်သည်မကသည်။ ။ဤကိစ္စမှာရိုးရိုးမေးမှုများတာမှာကအတတ်နှင့်ဆ၍ကလျောဝတ်သောကျေးဇူးတခင်လက်ရှင်တော်ကိုတော်ဤကိစ္စဖြစ်နေသောကြောင့်ပင်လည်းကိုရေးကိစ္စတတ်တတ်ဖြစ်သောစာကိုဇေယတမေရကရေးသားလိုက်ရခြင်းဖြစ်ပေတော့သည် အကြောင်းမှမူတက္ကရေ962ခုနှင့်ဇေယရှင်းနှစ်သားအွယ်လောက်ကတောင်ကိုမှာဟာသာဝတိဤလက်အောက်ခံဘဝ၌ပင် ရှိနေသေးရာတောင်ကိုဘယင်ခံမင်းရဲ့တီဟာသည်ဟာသာဝတိဘယင် ငါးစုဒါရကမင်းဤလက်အောက်မှာအလိုယုံထွက်သောအာဖြင့်ရှားနာတော်လံခဲ့သည်တို့တော်လံခဲ့ရ၌တောင်ကုန်နှင့်ဟန္တာဝတီတို့ဆစ်ဖြစ်ကြရာ တောင်ကုန်မှအနံ့ရသည်ဖြင့်ဟန္တာဝတီမင်းကပင်တီဟိုမှရလာသောတပိတ်တော်ဆွေတော်တို့ကိုပေးအပ်ကိုးကွယ်စေသည်၌အရေးတော်ပုံစစ်ဆက်ပြင်းငိမ့်ခရသည်964ခုနှစ်သို့ရောက်သောအခါ၌တောင်ကုန်ဘရင်ခံမင်းရဲ့တီဟာသူသည်တောင်ကုန်၌နန်းတီက တောင်ကိုရွှေနှန်းတီမင်းဟူသောအပွဲဖြင့်တီချာထီးဆောင်မင်းအဖြစ်နှင့်ယူခဲ့လေသည်တားတော်နှန်းရှင်တော်မင်းသားမှလည်းအင်ရှိဥပယာသာအဖြစ်သို့ရောက်ရှိခဲ့၏ဤသို့တောင်ကိုဖုံညွန့်လူတော်ခေထုံးပေါ်လာသောအခါ၌တစ္ဆာတော်ကျိုးနှုံးကြသောသူအပေါင်းတို့ပင်ရေမြင့်ကြတင်းဟူသည့်အတိုင်းကြီးပွားကောင်းစားကြသည်သို့သောဇေယျဤဖခင်စစ်ကဲကြီးမှကဟန္တာဝရီနှင့်တိုက်ပွဲတွင်ကြာဆုံးခဲ့ပြီဖြစ်လျား လက်ရှိနောင်ကိုတော်သည် ကြံရင်ခဲ့သူအနယ်တို့အားစောင်းလျှောက်တော်မူရန်ရည်ရွယ်ရင်းဆွဲရှိခဲ့၏ဖခင်ကြီးတိုက်ပွဲတွင်ကြာဆုံးသွားသောအခါ၌ရှင်းနှင့်ရွယ်သာကြံရင်ခဲ့ရသူဇေယျမှာဟိုယခင်ကပင်မိတဆိုးဖြစ်ခဲ့သည့်အတိုင်းတဦးတည်းသောအမဖြစ်သူခင်ခင်သည်ဤအဆောင်အချောင်းယူရကိုခံယူကာကြည်ပြင်းခဲ့ရပေသည်ဇေယျ၏အမဖြစ်သူခင်ခင်သည်မှာကထိုအချိန်တုန်းကအသက်73နှစ်မြတ်သာရှိနေပေသေးသည်သို့တော်လည်း အမကြီးလည်းရင်အမိယာဟူသောစကားတိုင်းဆွေမျိုးနိဆက်အတော်တရားဤထိမ့်သိမှုကိုကိုတိုင်ခံယူလျက်ကပင်ဖခင်ကြီးထားရခဲ့သောစည်းစိမ်နှင့်တကားမောင်အငယ်ကိုစောင့်ရှောက်ယူရ၏မောင်နှမနှစ်ယောက်တို့ဥမကွဲတိုက်မပြတ်နေထိုင်ခဲ့ကြပေသည်တို့နေထိုင်ခဲ့ကြရာတွင်ခင်ခင်ဒီမှာလောကတွင်ခင်တွေ့စရာသည် မောင်အငယ်သာလျင်ရှိသောကြောင့်ဇေယအာနာမည်ကိုမျှမခေါ်ဘဲမောင်အငယ်မောင်အငယ်နှင့်သာချစ်စနိုးခေါ်လျက်အရေးတကြီးကြီးကြည်နေခဲ့သည် ။ဘောင်ဖြစ်သူဇေယကလည်းမိခင်မရှိတိုင်းအမခင်ခင်ဒီအပေါ်တွင်မမမမနှင့်မိခင်တပ်ဖွဲ့နွယ်စိုးဆိုးကျင်တိုင်းဆိုရင် ကြည်ပြင်းလာခဲ့ရသည်။မောင်နှမနှစ်ယောက်တို့အထူးရှိခင်ယူရစွာ နေထိုင်ခဲ့ကြသည်တွင်ဇေယရှင်လင်းပြန်၍တမတော်တို့ဝင်သောအထိပင်ညင်းအိတ်ညင်းနေခွဲခွာခဲ့ကြပူခြင်းမရှိခဲ့ပေ။တမတော်မှတစဉ်နေရှင်တော်ကိုတော်ခေါ်ယူသည်ဖြင့်အတွင်းတော်သို့ခါစားထမ်းရွက်သောအခါမှပင် ောင်နှမတို့မှာညင်အိတ်ညင်နေခွဲခွာခဲ့ကြဘူးလေတော့ဒီတို့တ anyaan အတွင်းတော်မှာခွင့်ရတိုင်းဇေယသည် အမခခင်သည်ရှိရာသို့အပြေးလာတတ်စမြဲဖြစ်သည်ခခင်သည်ကလည်းမောင်ငယ်ကြိုက်တဲ့ရရာကိုရှက်ပြုတ်ကျွေးမွေအရေးတကြီးကြီးနှင့်ကျင့်နှံ့ရင်နန်းဆောင်တွင်မှအကြောင်းအရာများကိုအရေးတယူမေးမြန်းတတ်သည်ဇေယလည်းနန်းဆောင်တွင်မှအကြောင်းအရာများကိုစီကာပတ်ကုံပြော့ပြရင်းအချိန်ကုန်ရတတ်လေသည်။များမကြမီပင် ်လက်ချင်းတော်ကိုတော့ဇာတာညှို့တဲ့ဖြင့်အင်းဝဘရင်အနောက်ဘက်လုံမင်းဤလက်အောင်ဘရင်ခံဘဝသို့ကြောက်ရောက်ခရပြန်သည်ဤအချိန်တွင် တောင်ငူခက်မှာနှေးမိန်ကြပြန်ရာအချိန်ခါလဲမကောင်းခခင်ဒီမှာလဲအသက်20ကျော်စားပြုတ်လျက်ရေရမှာလဲလူလားလုံးလုံးမြောက်ပြီးဖြစ်တော့ကြောင်းခခင်ဒီအဖို့၌အိမ်တော်ရေးကိုမျှော်တွေးဖွယ်ရာဖြစ်လာခဲ့သည်မျှော်တွေးသည့်အတိုင်းပင်မကြခင်၌ခခင်ဒီမှာဖူးစာပန်းနေတွေ့ရလေသည် ခခင်တီဤဖူးတာဘက်ကဘုံမူကလေးကြော်ခေါင်ဆိုသူပင်ဖြစ်သည်ကြော်ခေါင်မှာအင်းဝမဲထားခဲ့သောတောင်ငူမျိုးဆောင်တက်တွင်ဘုံမူလေးဖေးရဇေယျကိုတိုင်ကြော်ခေါင်ဤတက်တဆူ၌ဝင်ရောက်အမှုထမ်းခဲ့ဘူးသောကြောင့်ကြော်ခေါင်သည်ဇေယျတို့အိမ်သို့အဝင်ထွက်ရှိခဲ့ဘူးသည်အတွင်းတော်မှလည်းမင်းရင်မင်းမူအနာဂတ်ကိစ္စအကြောင်းအကျောင်းတို့ကိုထောက်မျှော်လျက်ကြော်ခေါင်နှင့်ခင်ခင်တီတို့စုံမမည့်အရေးကိုဝမ်းသာအားရရှင်းပြတော်မူသည် ို့ကြောင့်ခင်ခင်တီတီဘုံမူကလေးကြော်ခေါင်နဲ့မကြမီဂုံတရေတင့်စွာလက်ဆက်ရသည်ဇေယျဖို့၌ကရှိခင်ရင်ဆွဲရှိသောကြော်ခေါင်ကို ရောက်ဖတော်ဆက်ရသည်ဖြင့်အမအတွက် စိတ်ချလက်ချရှိသွားရပေသည် အတွင်းတော်မှလွတ်လပ်ခွင့်ရလျင်အမနှင့်ရောက်ဖထံသို့ချက်ချင်းရောက်လာတတ်ကပျော်ပျော်ပါပါနေတတ်သည်ဇေယျဤလက်ယုံဤနှလုံးဤအဆွမ်းအဆကိုမြင်ရသောကြော်ခေါင်ကလည်းအထူးပင်အေးပေးမြန်လို့သည် ထို့ကြောင့် အတွင်းတော်မှာဇေယခွင့်ရ၍အိမ်တို့မလာလျင်ကခင်တီရော ကြော်ခေါင်းပါအေးတယူပူပင်မေးမြန်းတတ်သည် အိမ်တို့ရောက်တံ၍မရောက်လျင်ဇေယအားအပြစ်တင်တတ်ကြသည်နှစ်နှစ်ခန့်အိမ်တော်သည်အပြစ်ကြောက်ခဲ့သည့်တန်ကြော်ခေါင်းနှင့်ခင်ခင်တီတို့မှာတာသမီမထွန်ကားခဲ့ပေထို့ကြောင့်ဇေယအားပို၍ခင်တွင်နေကြကအိမ်တို့ဇေယလာမည့်ရက်ကိုသာမျှော်လင့်နေတတ်ကြသည်တို့ဖြစ်လျာ ဇေယမှာတန်လျင်တို့မင်းရဲ့ကိစ္စနဲ့တိတ်တဆိတ်ထွက်ခဲ့ရနေတိုင်းကြော်ခေါင်းနဲ့အမခင်ခင်တီတို့အားတမျိုးတမီအကြောင်းပြခဲ့ရသည့်ကြီးတာဖြစ်သည်ပထမတစ်ခါတန်လျင်တို့အထောက်တော်ဖြစ်ရောက်ခဲ့စဉ်ကမူဇေယသည် ရောက်ဖားနှင့်အမတို့အားပြည်သို့သွား၍မူမရသေးသောနဝရေးဆိုသည့်စာများကိုကူးရသည်ဟုအကြောင်းပြခဲ့သည်ယခုတစ်ခါတန်လျင်တို့ကြက်ရိုးပင်စာဗိုလ်မှူးနှင့်လိုက်ပါဆောင်ရွက်ခဲ့ရသည်နိုင်မူ တက်ထဲမှာဗိုလ်မိတ်ဆွေများနဲ့ယမန်တင်းတို့တောလိုက်ထွက်ရအောင်မည်ဟုအကြောင်းပြန်ခဲ့ရပြန်သည် ပြသည့်အတိုင်းလည်းလူဂျုံတိုင်းယမန်တင်းမှနေသည့်ဟန်ဖြင့်စာများကိုခခင်တီထန်းတို့ပို့ရလေသည်ရှစ်လစွာသောအမအဖြစ်သူပူပန်တော်ကရောက်မည်ကိုဆို၍ဤကဲ့သို့စာများပို့ပေးရသည်လည်းဖြစ်၏ထို့တက်အရေးကြီးစွာမိမိလုပ်ငန်းကိုလျှို့ဝှက်ရသည်မှာကခခင်တီဤခင်ပေါ်ဗိုလ်မှုကလေးကြော်ခေါင်ရာထူးအဖြစ် မျက်ချင်တော်ကိုတော်ဤလက်အောင်စင့်မှုထမ်းပင်ဖြစ်တော်လဲစင်စစ်တွင်မူအင်းဝါအနောက်ဘက်လုံးမင်းတရားကြီးဤလူယုံတော်တဦးသာဖြစ်ရှိသည်ထို့ကြောင့်ဇေယမှာတန်လျင်တို့မိမိရောက်လာသော ကိစ္စကြီးကိုမြေတုကိုမြအရေးအခြေပင်အတိမခံနိုင်သည်ဖြစ်သောကြောင့်အထုကယူဆ၍တိရဝက်ဆောင်ရွက်ရသူဖြစ်လျာမင်းမှုကိစ္စနှင့်လုံးဝမသက်ဆိုင်သော ကိုရေးကိစ္စတသက်စာများကိုတားလျင်အမခင်ခင်သည်ထန်းသူ ယမဲတင်မှ ပို့သည့်ဟန်ဖြင့်တင်ကမကင်းမရှိစိတ်သောကလူယုံတိုင်းပို့ပေးနေရခြင်းဖြစ်လေ၏မြင်းလင်မောင်ထင်းငယ်အားမြို့တကားအရောက်လိုက်ပို့ပြီးသောအခါဇေယသည်တီဟာနှင့်အတူတဲခိုရင်းဘုံမူကရာတရာဤအိမ်သို့ပြန်ခဲ့ပြီးနောက်တီဟာနှုတ်ဆက်ထွက်ခွာသွားမှအိမ်ဘေးတည်းလှေကားဖြင့်အပေါ်ထက်သို့ တက်ခဲ့သည်အခန်းတွင်းသို့တကားကိုတွန်းဖွင့်ကဝင်လိုက်သောအခါ၌ပြားဖျောင်းနိုင်ပင်မိအောင်တွင် ဘုံမူးနော့ရထားမအိတ်သေးပဲရှိသည်ကိုတွေ့ရလေ၏ဘယ်နဲ့လဲဇေယငထင်ထွက်သွားပြီလားမှန်ပါမျိုးတကားအထိပဲကျွန်တော်လိုက်ပို့လိုက်ပါလေသူဒီအိမ်ကအတဲလဲယူသွားတဲ့မင်းကအတော်ကောင်းပါလေကုညပဲခရီးအတော်ကြီးပောက်ပါလိမ့်မယ်အေးကောင်းတယ်မင်းအိတ်တော်လေးခရီးပန်းလာတယ်ဘုံမူးကြီးအခွင့်ရတဲ့ဖြင့်ဇေယလည်းခရီးဝက်ခရီးစားများကိုချွတ်၍အတဲလွယ်အိတ်နဲ့ပါလာတော့အဝင်များကိုလဲလှယ်နေခိုင်း ဘုံမူးတော်ရထားကိုတိုင်လည်းဖျားကတော့ပြီနော်အဲ့ရဝင်တဲ့ဖြင့်ကိုတိုင်လည်းပြားဖျောင်းနိုင်များကိုမိမုတ်ပြီးလည်းရင်အဲ့ရတဲ့နိုင်လဲလျောင်းရသည်အင်းမမတော့ငါ့ကိုရမဲတဲ့မှာတော့လိုက်နေတယ်လို့ပဲထင်ရှားပေးလိုက်မယ်အပြန်မှာငါယူသွားဖို့စက်တပူးရွာတကြီးကိုမှားထားခဲ့တဲ့အတိုင်းရှေးသားကြောက်တွေရမှာရပါမလားမရရင်တော့ရရာကချားပြီးယူသွားရမှာပဲငါစကားနဲ့ညီညွတ်ပေးလိုက်မယ်ဒါထက် ဒီပူတကေးဆိုတဲ့အကောင်ကြီးဟာယုံမယုံရပါမလားကိုတော်ကတော့အကြံတော်တော်ကြီးလာတယ်ဒီကိစ္စမှာဆိုရင်ဘုံမူးနော်ရထားနဲ့ငါနှစ်ယောက်ထဲသာတိကြတယ်တောင်ကိုကတခြားဘုံမူးဘိုလ်ချုပ်တွေ အပထားလက်ရှင်တော်ကိုတော်ရဲ့ညီငယ်တွေတော်မတိကြဘူးအေးလေဘလို့အကြောင်းများတော့ဖန်လာမယ်မတိပေဘူးဖြစ်လို့ရာဖြစ်ပါစေပဲပေါ့ငါတောင်က ကိုတော်ရဲ့အမိန့်အတိုင်းပြင်းပြောက်စေဖို့ဒါအရေးကြီးတာပဲ ခရီးပန်းလာလျက်နဲ့ပင်ဇေယမှာမျက်လုံးကိုပေါင်နဲ့မှိတ်ထားသည့်တိုင်အောင်ရုတ်တရက်အိတ်မပြောင်းနိုင်သေးပဲတောင်ကူတို့ပြန်၍စိတ်ဆောလျက်ရှိနေမိလေ။ဇေယအိတ်ပလား။ပေါင်မဲသွားသလိုရှိကြတွင်ဗိုလ်မှူး၏အတန်ပေါင်နဲ့၌တီးတိုးပေါ်လာသောကြောင့်စက်သားပီပီစက်ခနဲ့တတိယသွားသောဇေယလည်းမပြောသေးပါဗိုလ်မှူးဟုခွန်းတုံပြန်လိုက်ရလေ။အရေးတော်ပုံကြီးကိုတအူးတဲတာဝန်ယူကထိုင်းရွက်နေရသောဗိုလ်မှူးတော်ရထားကိုယ်တိုင်လည်း ခရီးပင်ပန်းလျက်နဲ့ပင်အိပ်၍ပြောနိုင်ဖို့မရသေးပေ။ကိုတော်တောင်းဝန်ချထားလို့သာငါဖြင့်ဒီလာခဲ့ရတယ်။ဒီပူတကေတွေကိုငါတော့တိတ်ပြီးစိတ်မချခြင်းဘူး။မင်းကဘယ်နဲ့ထင်တယ်လဲ။မှန်ပါကျွန်တော်လည်းဒီအကြောင်းကိုပဲယခုစဉ်းစားနေမိပါတယ်။ပူတကေတွေဟာသူတို့ကိုယ်ကိုသူတို့ကုံတယ်တွေပါလို့အမိခံထားပေမဲ့သူတို့တည်းရခိုင်ကိုဝင်ပြီးတော့စိတ်ခဲ့ကြဘူးပါလေ။အခုခံမရှိရင်မြို့တဲပြီးကုံတယ်လို့ ကုံတယ်လုံရင်းကနိုင်ငံရေးမှာရှင်ဝင်ပြီးရှုပ်ရှင်ကြတယ်။အခုခံရှိရင်လည်းလက်နဲ့အာကိုနဲ့အာရမနိုင်တဲ့စင်းနဲ့လှုပ်ရှင်ကြတယ်။ဒီတော့ကျွန်တော်ဖြင့်အေးငါနားလေတယ်။ဒါပေမဲ့ကိုတော်ကဒီပူတကေရဲ့လက်နဲ့အကူညီရဖို့အင်မတန်ဆက်ရထက်တန်နေလေတော့ဘာမှမတတ်နိုင်ဘူး။အေးလေအဲ့တော့အဲ့တော့ဖြစ်တဲ့မြအကောင်ကြီးဖြစ်အောင်ကြိုးစားကြရမှာပဲ။မှန်ပါ ဒါနဲ့မနဲ့ပြန်မနဲ့ကြရင်ဇင်ကာကူနဲ့တွားပြီးတွေ့ရလိမ့်မယ်ထင်တယ်။ငါနဲ့မင်းလိုက်လို့မဖြစ်ဘူးသိလား။ငါပြန်လာအောင်အိမ်ကနေဆောက်။ငါပြန်လာမှတန်လျင်မျိုးတဲကိုထွက်ပြီးအမှတ်တမှန်အကဲခတ်စမ်းတတိလဲထား။အင်းဝါကလွတ်ထားတဲ့အထောက်တချို့တန်လျင်မှာရှိတယ်လို့မေယောက်ဖကြောကောင်တခါပြောမှုတယ်။ဒီနေ့ကိစ္စတခါလဲပြီးရင်မိုးချုပ်မှာတောင်ကိုကိုပြန်ဖို့ပြင်ရလိမ့်မယ်။မှန်ပါ။ဘုံမိုးနော်ရထားရေးစကားမှာနောက်ထပ်၍ပေါ်မလာတော့ဘူး။ စကားတံများတိတ်ဆိတ်သွားပြီးနောက်မကြမီခမ့်မိတ်မဲရှူချိုက်နေသောဝင်တက်ထွက်တက်အတံများသာပေါ်၍လာလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆရာကြီးတင့်တယ်ရေးသားတော့အင်းဝမင်းအထောက်တော်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့စီစဉ်တင်ဆက်ခြင်းကိုဒီမှာရင်ခဏခဏရနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆိုင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ